မင်္ဂလာပါနေကောင်းကျမ်းမာကြရလားခင်ဗျာမီဇီမာရဲ့မက်လာ20ရဲ့ဒမီဇီမာပရိုင်တိုင်းမီဇီမာပင်မသတင်းအစီအစဉ်ကနေကြိုဆိုပါရစ်ဒီစီစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီဇီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ကြုံကြရမယ့်သတင်းတွေကတော့ပြန်ပေးဆွေးခံရတဲ့ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးအိမ်ပြန်ရောက်လာပေမဲ့ရွှေနှစ်ပိတ်သာဝင်းကျင်ပြန်မရသေးတဲ့တဲ့တင် MADAA ထိန်းချုပ်ထားတဲ့လာရှုဆေးယုံမှာ ကုသစရိတ်တွေမြင့်မားနေတာကြောင့်မြို့ခံတွေဝေဖန်နေကြတဲ့တဲ့တင်အိန္ဒိယနိုင်ငံမှာထိမ့်သိမ်းခံထားရတဲ့မြန်မာစစ်ဘဲဒုက္ခသည်တွေကို အမြင်ဆုံးလှုပ်ပေးဖို့တောင်းဆိုနေကြတဲ့တဲ့တင်မြန်မြို့နေမှာတော့အနာသိန်းစကောက်စစ်တပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ဒေသခံ၄ယောက်သေဆုံးသွားတဲ့တဲ့င်းနဲ့အတူထိုင်းဝင်ကြီးတွေဟာပြန်ပို့ခံရတဲ့ဝီဂါလူမျိုးတွေနဲ့တွေ့ဖို့တရုတ်နိုင်ငံရှင်ချန်းဒေတာကိုတွားရောက်နေတဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက် နောက်ဆုံးရတဲ့ရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်သွားဖို့ရှိနေပါတယ်ခင်ဗျာအခုပထမဆုံးသတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းတာကေတာမြို့နယ်ကရွှေဆိုင်ပိုင်ရှင်ဒေါ်စန်တာလင်းခေါ်မိထုတ်ဟာမက်လာ၁၈ရက်နေ့မနက်၉နာရီဝန်းကျင်မှာလူတစုရဲ့ဖန်စီခေါ်ဆောင်တာခံရပြီးတရက်အကြာမက်လာ၁၆ရက်နေ့မနက်ပိုင်းမှာရွှေပြည်သားစစ်ကြောရဲကနေအိမ်ပြန်ရောက်လာပြီးတော့သိရပါတယ်သူဖန်စီခံရတဲ့တဲ့င်းကိုကြားတော့စစ်တပ်နဲ့ရဲက ဖြက်ကဲ့တင်လို့သိရတယ်ဖြက်ကဲ့တင်လိုက်တယ်လို့သိရတယ်အဲ့ဒီနောက်သူ့ကိုရွှေပြည်သားစစ်ကြောရဲမှတညထားပြီးနောက်နေ့မနက်မှာအိမ်ပြန်ပို့လိုက်တာပါလို့တာကေဒရဲတပ်ဖွဲ့အတိုင်းအဝိုင်းနဲ့ဤဆက်သူတဦးကမိစိမာကိုပြောပါတယ်ဒါပေမဲ့ကျူးလွန်သူတွေဘသူတွေဆိုတာကိုမသိရသေးဘူးလို့လည်းသူကပြောပါတယ်ဒါအပြင်ဖန်စစ်ခရရစီမှာပါသွားတဲ့ရွှေနှစ်ပိတ်သားဝင်းကျင်ကစစ်ကြောရဲကရဲတပ်ဖွဲ့ဝင်တွေစီမှာပဲရှိနေပြီးပြန်လွှဲပေးဖို့စီစဉ်နေတယ်လို့သူကဆက်ပြောပါတယ် ကျူးလွန်သူတွေကိုဖမ်းမိပြီလားသတင်းမရသေးပါဘူးဒေါ်စန်တာလင်းကတော့ဒဏ်ရာမရပဲကောင်းကောင်းအိမ်ပြန်ရောက်တယ်လို့သူကဆက်ပြောပါတယ်ဒီဖြစ်စဉ်ကိုအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဘက်ကတရဝင်းသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူးဒေါ်စန်တာလင်းဟာတာကေရဇေမာလင်းလက်ရွှေစင်ဆိုင်ဖွင့်ထားပြီးမလ၁၈ရက်နေ့မနေ့မှာထူပောင်ယုံ22လမ်းကနေဈေးကိုသွားရင်းလူ၄ယောက်ကကားပေါ်တင်ဆွဲခေါ်သွားတာဖြစ်ပါတယ်သူက နေ့စဉ်ရွှေနှစ်ပိတ်သာကျော်ကိုတည်ဆောင်ပြီးဆိုင်ဖွင့်လက်ရှိသူလို့မိသားစုနဲ့နှိဆက်သူကပြောပါတယ်ဖြစ်စဉ်မတိုင်ခင်တပတ်လောက်ကတည်းကလူတချို့အဲဒီလမ်းမှာစောင့်ကြည့်နေတာကိုဒေသခံတွေမြင်ခဲ့ရတယ်လို့လည်းဆိုပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့အာရခတက်တော် AA နဲ့ တအန်တက် TNLA တို့ရဲ့မဟာမိတ်တပ်ဖြစ်တဲ့ကိုကန့်တက် MNDAA ထိန်းချုပ်ထားတဲ့လာရှိုးပြည်သူစေယုံကြီးမှာစစ်ကူတမှုဇယိတ်တွေမြင်မာမှုကြောင့်မြို့ခံတွေဝေဖန်နေကြပါတယ်။ဒီအကြောင်းအပြည့်အစုံကိုမီစီမသတင်းထောက်ဂျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်တက် MNDAA ကထိန်းချုပ်ပြီးမြို့အုပ်ချုပ်ရေးလဲပတ်နေတဲ့လာရှိုးမြို့ပြည်သူစေယုံကြီးမှာစေကူတာစီကြီးရာကြောင့်မြို့ကန်တွေကဝေဖန်နေကြပါတယ်။ ဘာမှလည်းမကြားဘူးဒီလိုမျိုးစေးဘီလူစေးုံကြီးတက်ပြီးတော့ပက်ဆန်ဆယ်နဲ့ချီတုံလာတော့ဒီတစ်ခါပဲကြားဘူးတဲ့မဟုတ်ပါဘူးကျွန်တော်ပြောချင်တာဘီလူစေးုံကြီးဆိုတဲ့ဟာစိုက်ဘုတ်ဖြုတ်လဲပုပ်ပရိကဆိုတဲ့ဟာတပ်လိုက်ခုစရာလည်းမလို့တော့အော်ဒါတထေးစေးုံဘီလူစေးုံမဟုတ်တော့ဘူးဆိုလူများလည်းမကူတော့လေကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တာတဲ့အဲအဲဒီစိုက်ဘုတ်ပဲအဲစိုက်ဘုတ်ကိုဖြုတ်ချလိုက်တော့ဆမနော်လာရှိုးပြည်သူစေယုံကြီးမှာယောဂပြခြင်းရင်အရင်ဆုံးကောင်တာမှာစည်ရင်ပေးပြီးစာအုပ်ထုတ်ပေးပါတယ် သွေးပေါင်ချိန်ပြီးတဲ့နောက်သက်ဆိုင်ရာဆရာဝန်စီမှစာအုပ်ထပ်ပြီးတော့ယောဂပြသရပါတယ်။အရင်နောက်ယောဂအခြေအနေပေါ်မူတည်ပြီးဆရာဝန်ညွှန်းတဲ့ဆေးဝယ်ရတာ၊ဓာတ်မှန်ရိုက်တာ၊ CT scan စတာတွေအလုံးကိုငွေရှင်ပေးပြီးမှပဲဆောင်ရွက်ပေးတယ်လို့နောက်ထပ်အမျိုးသမီးတစ်ယောက်ကလည်းပြောပါတယ်။စာနဲ့ရေးသားပေးဖို့ထားတဲ့ဒီအမျိုးသမီးရဲ့ပြောကြားချက်ကိုမစ္စမကအတန်အစားထိုးဖတ်ပြထားပါတယ်။ကောင်တာရောက်ရင်စာအုပ်ထပ်ပြီးစာအုပ်ထဲဆရာဝန်ရေးတဲ့ဆေးတွေကိုကွန်ပျူတာထဲထည့် တခုချင်းကြတဲ့စီစီနှောင်းနဲ့ကြတဲ့တဲ့ငွေလက်မှတ်နဲ့ငွေရှင်ခိုင်းပါတယ်။ငွေရှင်ပြီးမှဈေးထုတ်ပေးတာပါ။ခွဲစိတ်ရမယ်ယောဂါဆိုရင် ခွဲစိတ်ဆရာဝန်ကဓာတ်မှန်ရရမယ်ဆိုရင်ဆရာဝန်ကဆောက်ရွက်ပေးပြီးကောင်တာမှာငွေရင်ရှင်ခိုင်းပါတယ်။ငွေရှင်လက်မှတ်ရပြီးမှဓာတ်မှန်ဌာနကိုသွားငွေရှင်လက်မှတ်ပြမှဓာတ်မှန်ရိုက်ပေးတာပါ။တမန်ပြားနာတာကိုတောက်စီကြီးတက်တက်တထောင်ရှစ်ထောင်ကျပ်ပေးရပြီးစစ်ရုံတက်လူနာဆိုရင်ဂရင်ဘူးတရက်ကိုတထောင်ခွဲပေးရတယ်လို့မြို့ကန်တွေကပြောပါရယ် ဒါအပြင်အရင် CT scan ဖတ်ရင်9000ကျပ်ကနေ10000ကျပ်အထိပဲရှိပေမဲ့လက်ရှိမှာတော့ CT scan ဖတ်တာကို၄သိန်းအထိပေးရတယ်လို့လက်ရှိဆေးကုသမှုခံယူနေတဲ့လူနာကိုအနီးကပ်စောက်ရှောက်ပေးနေသူတယောက်ကပြောပါတယ်။ဒီပါယောဂါပဲဖြစ်ဖြစ်ဆမတွားပြီဆိုတာနဲ့ဟိုသူတို့ကအားပါလေတခါသေးကိုပက်စာကောက်ပြီးမှခုတော့တာ ဘလောက်ဘလောက်ပုံကြမယ်ဆိုတာသဘောတရားဓမ္မတမ္မန်ရိုက်ရမယ်အဲဆေးလေဆလိုပါလေဆလင်းလေပါလေအားလားအလုံးတွားဝယ်ဝယ်ပြီးမှအဲဆရာမပြေစာရပြီဆိုမှလူတို့ကလုတ်သေးတာအဲလာတက်တဲ့ဆေးုံလာတက်တဲ့လူတွေအားလည်းဟိုတုန်းကလူမျိုးထီဒီတက်ကြတာလေဆရာမရွာလူတွေဆိုစာမတက်ဘူးလေလူတို့ကတစ်ခါတည်းတစ်ခါတည်းအဲ့ဒီနေ့နေ့စဉ်နေ့စဉ်အဲဆေးတော့ဝယ်တယ်လက်မှတ်ထဲမှာလူတို့ကတစ်ခါတည်းဖြတ်တာညတစ်ကောင်းသေးဆိုတာအမှန်ငင်းတဲ့အတိုင်းတစ်ခါတည်းတစ်ခါတည်းရှင်းတာဆရာမ ဘာယောဂါမအလကားမပြုသေးဘူးပတ်စာအရင်မရှင်းဘာမှမမလုပ်သေးတာကိုလာရှိုးပြည်သူစေယုံကြီးမှာဆယ်ရက်လောက်စေယုံတက်နေရတဲ့လူနာတယောက်ကတော့စေဖို့နဲ့စေယုံကရင်ကစုစုပေါင်း15သိန်းကျော်ကုန်ကြနေပြီဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်ကလေးမွေးမဲ့လူနာတွေလည်းရိုးရိုးမွေးတဲ့သူဆိုရင်15သိန်းအထက်ကုန်ကြပြီးတော့ခွဲမွေးတဲ့သူဆိုရင်တော့35သိန်းကုန်ကြတယ်လို့မြို့ကအမျိုးသမီးတယောက်ကပြောပါရယ် ပြည်သူစင်ယုံကိုပုတ်ကလေးကစင်ယုံပုံစံဖြစ်နေတာတော့ပြည်သူလူထုအတွက်အဆင်မပြေဘူးဆဆချင်းတလားလောက်ပဲအခမဲ့ပုံစံနောက်ပိုင်းမှာတဖြည်းဖြည်းအခုလိုဖြစ်လာတာတခြားအခွန်အခကိုတော့ဘာမှမပြောလိုပါဘူးအခုလိုကျမရဲ့အတွက်ပြည်သူလူထုကိုအခမဲ့ဖြစ်စေချင်တာပါဘယ်အဖွဲ့အစည်းမှနဲ့နာလိုစိမ့်နဲ့ပြောတာမဟုတ်ပါဘူး MNDA အနေနဲ့လက်ရှိစေယုံမစေကုတာစိတ်တောင်းခံရတာဟာစေယုံမခံထားတဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုလာစာပြန်ပေးနိုင်ဖို့အတွက်ဖြစ်ပြီး ကလေးတွေအတွက်ကာကွယ်ဆေးနဲ့ HIV ရောဂါအတွက် ARDC ငှက်ပြားနဲ့ TB ဆေးတွေကိုတော့အခမဲ့ပေးတယ်လို့ MNDAA နဲ့နှိစက်တဲ့သူတယောက်ကပြောပါရယ်။လာရှိုးပြည်သူစေယုံကြီးကိုကျမရေး CDN ဝန်တန်းတွေနဲ့ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ17ရက်နေ့မှာစတင်လှည့်ပတ်နေခဲ့တယ်လို့လာရှိုးမြို့ပြည်လည်တူတောင်ရေး page မှာဩဂတ်လ20ရက်နေ့ကအထူးဒေတာတက်ကျမရေးဌာနပြောရေးဆိုခွင့်ရှိသူ CDN စေယုံဝန်ဒေါက်တာဘာသာကပြောခဲ့ပါရယ်။ လာရှိုမြို့ကိုပြီးခဲ့တဲ့2024ဩဂတ်လ3ရက်နေ့မှာ MNDAA နဲ့ပူးပေါင်းတပ်တွေကအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ရပိုင်းအတွင်းမှာပဲလာရှိုပြည်သူစေယုံကြီးကိုစစ်မှားရေး CDN ဝန်တန်းတွေနဲ့စတင်လဲပတ်ခဲ့ရလို့အထူးဒေတာတက်စစ်မှားရေးဌာနပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန်ဒေါက်တာဘာသာကပြောခဲ့ပါတယ်ရှင် အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းမြောင်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံ၄ယောက်သေဆုံးပြီးနေအိမ်နှလုံးမိလောင်ပျက်စီးသွားတယ်လို့ CDSON အဖွဲ့ကပြောပါတယ်မလ16ရက်မနေ့9နာရီမှာတော်လှန်ရေးတပ်တွေကစစ်ကောင်စီကင်းပုံတွေကိုပစ်ခတ်ခဲ့ပြီးညနေ3နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တာပါ CDSON ခေါင်းဆောင်ကိုຫນွေဦးက သူတို့ထွက်ပြေးတော့လိုက်ပြရင်တိုက်ပွဲက ပိုကြီးသွားပါတယ်အဲ့ဒီနောက်လက်နက်ကြီးနဲ့ဘုံးတွေပက်ကျဲခဲ့တာပါလို့ပြောပါတယ်လက်နက်ကြီးကြောင့်လှေတင်ဥရွာနဲ့ကြည်ကုန်းရွာက အမျိုးသားနှစ်ယောက်တေဆုံးခဲ့ရပါတယ်ဒါအပြင်ဘုံကျဲတိုက်ခိုက်မှုကြောင့်တောင်ရက်ကွက်မှာအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တေဆုံးခဲ့ရတာဖြစ်ပါတယ် မက်လာ20ရက်ဒီကနေ့မနက်ပိုင်းမှာလေစစ်ကောင်စီကလက်နက်ကြီးနဲ့ရန်ပစ်နေပြီးလေကြောင်းရှာဖွေမှုတွေလုပ်နေတယ်လို့ကိုနွေဦးကပြောပါတယ်မက်လာ17ရက်နေ့ကပန်းညိုရွာမှာစစ်ကောင်စီနဲ့တော်လန်ရေးတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်သင်္ဘောတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတွေရှိပါတယ်အဲ့ဒီနောက်စစ်ကောင်စီတပ်ကပန်းညိုရွာကိုဝင်စီးပြီးကျောင်းဆောင်တွေနဲ့နေအိမ်အလုံး90ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ အခုဆက်လက်ပြီးတော့အိန္ဒိယနိုင်ငံမနီပူရနဲ့အာတန်ပြည်နယ်တွေမှာဖမ်းထားတဲ့မြန်မာစစ်ဘေးရှောင်၁၄၈ကိုအမြန်ဆုံးလွှတ်ပေးဖို့မြန်မာအိန္ဒိယနေဆက်က အဖွဲ196ဖွဲ့ကမက်လ20ရက်ဒီကနေ့မှာလက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ိန္ဒိယ for မြန်မာအဖွဲ့ရဲ့ slide တို့ခါကနိုင်ငံခြားရေးပြည်ထရေးနဲ့ဝင်ကြီးချုပ်ရုံးတွေကိုအိတ်ဖွင့်ပေးစာပေးပို့ပါမယ်တုံ့ပြန်မှုမရရင်နိုင်ငံတကာသိအောင်လုပ်ပါမယ်လို့မိစီမာကိုပြောပါတယ်ဒီဒုက္ခသည်တွေထဲမှာကိုဝင်ဆောင်တွေခလင်းငယ်တွေနဲ့နာတာရှည်ယောဂသည်၁၂ယောက်ပါဝင်ပြီးစေကုသခွင့်မရလို့အချင်းတောင်ထဲမှာတေဆုံသွားသူတွေရှိနေတယ်လို့လည်းသိရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ slide တို့ခါက အိန္ဒိယရဲ့ဒီလုပ်ရက်တွေကလူအခွင့်အရေးကိုထိပါနေတယ်လို့ဝေဖန်ပြီးနိုင်ငံတကာကိုစောင့်ကြည့်ဖော်ထုတ်ပေးဖို့မြစ်တာရက်ခံထားပါတယ်။အကျဉ်းသားတွေလွတ်မြောက်ဖို့ဝင်ကြီးဌာနတွေကိုဥစားပေးဖိအားပေးမယ်လို့လည်းသူက ဆိုပါတယ်။ဒီဖြစ်ရတွေကြောင့်မိသားစုတွေစိတ်တကြပြီးစားဝတ်နေရခက်ခဲနေတယ်လို့အချင်းချခံနေရသူတဦးရဲ့အမျိုးသမီးတဦးကပြောပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ဒီလိုလောရက်တွေကိုရပ်တန့်ပြီးဒုက္ခသည်တွေကိုလွှတ်ပေးဖို့တောင်းဆိုထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်အိန္ဒိယနိုင်ငံမှာမြန်မာနိုင်ငံသား8000လောက်ခိုလှုံနေတယ်လို့အကူအညီပေးရအဖွဲ့တွေစီကနေသိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါတယ်ထိုင်းဝန်ကြီးတွေဟာပြန်ပို့ခံရတဲ့ဝီဂါလူမျိုးတွေနဲ့တွေ့ဖို့တရုတ်နိုင်ငံရှင်ကျန်းဒေသကိုတွားရောက်နေကြပါတယ် ဒီအကြောင်းအပြည့်အစုံကိုမီဆီမသတင်းထောက်ဂျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာထိုင်းဝန်ကြီးနှစ်ယောက်ဖွန်တန်ဝီချာရာချိုင်းနဲ့တာဝီဆောက်ဆုံတို့ဟာပြီးခဲ့တဲ့လကထိုင်းနိုင်ငံကနေပြန်ပို့ခံခဲ့ရတဲ့ဝီဂါလူမျိုး40ကျော်ရဲ့အခြေအနေကိုအကဲခတ်ဖို့အတွက်ဗုဒ္ဓနေမှာတရုတ်နိုင်ငံရှင်ကျန်းဒေသကိုတွားရောက်ခဲ့ပါတယ်ဒီလိုပြန်ပို့တဲ့လုပ်ရဲကြောင့်နိုင်ငံတကာကဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီး အမေရိကန်အစိုးရကလည်းဒီပို့ဆောင်မှုမှာပါဝင်ခဲ့တဲ့ထိုင်းအရာရှိတွေကိုဗီဇာပိတ်ပင်လိုက်တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ထိုင်းဘက်ကတော့သူတို့ရဲ့အဆုံးဖြတ်ချက်ကိုခုခံပြောဆိုထားပြီးတရုတ်ဘက်ကဒီဗီဂါလူမျိုးတွေကိုကောင်းကောင်းဆက်ဆံမယ်လို့အမခံချက်ပေးခဲ့လို့ပြန်ပို့ခဲ့တာဖြစ်တယ်ဆိုပြီးဆိုပါတယ်။ဒီခရီးစဉ်မှာဝန်ကြီးနှစ်ယောက်ကိုတရုတ်ဒုတိယဝန်ကြီးချီယန်ကျွန်းကခါရှ်ကာမြို့မှာတွေ့ဆုံခဲ့ပါတယ်။ သူကဝီကာလူမျိုးတွေရဲ့အခြေအနေကိုရှင်းပြခဲ့ပြီးအများစုဟာအိမ်ပြန်ရောက်နေပြီးတချို့ကဈေးကူတောက်မှုခံယူနေတယ်လို့ပြောခဲ့ပါတယ်။ထိုင်းကိုယ်စားလှယ်အဖွဲ့အနေနဲ့ဝီကာလူမျိုးတချို့ရဲ့အိမ်တွေကိုတွားရောက်တွေ့ဆုံဖို့စီစဉ်ထားသလိုဆရာဝန်တွေနဲ့လည်းဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ဖွန်တန်ကတော့အချိန်ကန့်သက်ရှိတာနဲ့ရှင်ချမ်းရဲ့အကျဲ့ပြန့်တဲ့ area ကြောင့်အကဲပြတ်မှုမှာအခက်အခဲတချို့ရှိနိုင်တယ်လို့သတင်းတောက်တွေကိုပြောခဲ့ပါတယ်။တချိန်တည်းမှာပဲလူအခွင့်ရေးဖွဲ့တွေကတရုတ်နိုင်ငံဟာ မိဂါလူမျိုးတက်တန်းကျော်ကိုထိမ့်သိမ်းစခန်းနေမှာနှိပ်စက်ထားတယ်လို့ဆွဆွဲထားပေမဲ့တရုတ်ဘက်ကတော့ဒါရီဟာတန်တန်းဌာနတွေတာဖြစ်ပြီးအခုချိန်မှာပိတ်သိမ်းသွားပြီလို့ညင်းဆိုထားပါတယ်။တရုတ်နိုင်ငံသားရဲ့ဌာနကတော့ဒီပြန်ပို့မှုဟာတရားဝင်ဖြစ်ပြီးနှစ်နိုင်ငံဥပဒေအရပူးပေါင်းဆောင်ရွက်မှုသာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကထိုင်းအနာပိုင်တွေအနေနဲ့ဒီခရီးစဉ်ကိုအသုံးချပြီးဝီဂါလူမျိုးတွေအပေါ်အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်ဖို့တောင်းဆိုထားပါတယ်ရှင်။ ိုက်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမီးစီမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစက်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4430ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1584ဒသမ68ချံပြင်ပပေါက်စီ3344ချံဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1290ဒသမ1ချံပြင်ပပေါက်စီ4835ချံထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ43ချံပြင်ပပေါက်စီ131ဒသမ64ချံမလေးရှားတမင်ကိကို စစ်ကောင်စီတပ်မတ်စီ483.69ကျပ်ပြင်ပပေါက်စီ1004ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့တင်းတပ်မတ်စီ55.6000ကျပ်ပြင်ပပေါက်စီ69.2000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့တင်းတပ်မတ်စီ 52သိန်း12500ကျပ်ပြင်ပပေါင်စည်63သိန်း1000ကျပ်ပေါင်စည်ရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်တလီတာကို2655ကျပ်ပရီမီယံဒီဇယ်တလီတာကို3285ကျပ်အော်ဒိတ်92တလီတာကို3080ကျပ်အော်ဒိတ်95တလီတာကို 3135ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းဈေးနှုန်းတွေကတော့စောင်းဈေးတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6885ကျပ်ပြင်ပပေါ့ဈေး1500ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမာပရိုင်တိုင်းမီစီမာပင်မသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြီးစုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ